တော့ရာ66ခုနှစ်ဥဒဂူလာဝိဇော6ရက်2024ခုနှစ်ဧပြီလ29ရက်ပန္နိတိုင်ဒေသကြီးပြုံနေကြရဲ့မြုံနေမြို့နေအောင်ချမ်းသာရွာဓမ္မသာယသာသနာစင်တာကြောင်းတိုင်ဓမ္မဝိဇယသဘာဓမ္မယောကြောင်းတော်ကြီးတွင်ဆင်းကြပါပြုလို့အပ်သည် နှစ်ဖက်ပြီးပါဗျာမူတာကြီးကလေးမျိုးဒေါက်တာအောင်ချမေတော်ယူယူရမယ်ဗာမောင်ကောင်းဆဲဟေးမောင်တန်ကောင်းဆန်းအကျမေတ္တာစေယုံမိသားစုတို့ဤရှန်ကန်ရှိပြုအလူတော်မင်္ဂလာခန္ဓာနှင့်ဥမေယထောတ္ထသတိလိုက် minta mau ya tu, mau ya tu, minta suruhi dan dia dah sesekat ludanya saya saja ludah mengelak karena nombor nane obat dia bawa ya lah dekat mah aje cizau ludi mah aje cizau နံပါတ်၄ထားရမယ်အရေးကြီးဆုံးကပါလေဆိုရဘဝမှာယတ္တိဖို့အတွက်အခုလိုကုသိုလ်ကောင်းမှုတွေလုပ်ဖို့စီပွားဥစ္စာတွေစုဆောင်နိုင်ဖို့ဘဝမှာယတ္တိဖို့အတွက်အရေးကြီးဆုံးအကြောင်းအရာတစ်ခုကိုပြောပါဆိုလို့ရှိရင်တော့မြတ်စွာဘုရားဟောတဲ့တည်းပဲ arauja perbalaba ya lari tebe yoga kinshin jamaji suri, chi ni ku ya si kau tu song mae lo pyo da cungu da ga a lung ko aroga arauja sura aroga bawa yoga mesir de ni জামা বগনি শিরে চিনিগু আরাও যা লো করে আরাও যা সরে জগলুঙ্গা আরোগা বাওয়া রোগা সুরা দুয়ে কানাগু না চিন্তে ডে নিষে ডে তা যা বলু রোগা বাবারি যারো পানি তানে পাবে নে যোগা লুপালে যা নো নো যোগা লুপালে মারো အရိဒနဲ့ဆိုရင်ရောဂလို့ဖတ်ရတယ်။ရပလည်းနေရတဲ့ယောဂအရှိသေးတယ်လေ။ယောဂအကျင့်ဆိုအရှိသေးတယ်။အဲ့ဒါနဲ့ယောသွားတယ်။အဲ့တော့အင်္ဂလိပ်မှာဝိုင်းနဲ့အာအတန်တော့ချင်မတူဘူး။ဝိုင်းနဲ့ရတာကြတော့ရပလည်းတန်။ရှူလို့ပါလို့နော်။ અને જીરા ચરો રન રાઈસ ટુ અને ફાયર અગુઆ લેવે અને જીરા પી તો જાઓ રોગા રોગા સરા લુયે બોવા ગો ના ચિન સી ડડે કુ કાયા ઉડે ના ચિન સી ડડે કુ કાયા ના ચિન સી ડકુ ને ના ચિન સી ડડે နေမကောင်းဘူးဆိုရင်စိတ်ပါဆင်းရဲတယ်နော်ကြံမာတဲ့ဆိုရင်စိတ်ပါပျော်တယ်အဲ့တော့ကိုယ်ဆင်းရဲမှုကလည်းစိတ်ဆင်းရဲမှုကိုဖြစ်စေတာပဲတခါစိတ်ဆင်းရဲမှုကလည်းကိုယ်ဆင်းရဲမှုကိုဖြစ်စေတာအဲ့ဒီဘဝမှာနာကျင်စေတတ်တဲ့ရောဂါယောဂါဆိုမရှိရတော့မရှိတဲ့အခြေအနေတခုကိုယ်တဏ္ဍာမှာဖြစ်ပေါ်နေတာဟာ con dâu mẹ được nhỏ ra, đã là cả khó ra mẫu nó đã là cả khó ra đi vào nhà cháu này mà sai mù lên trên ngon trên này bà ta gì này mà sai mù nhớ sao bây giờ số mà cô về nhà mẹ bà ta bầu lại đây nhà mẹ đi về phía bà qua nhà đi vô đây bà ta có yêu chi thì phía xe mà yêu chi thì phía xe bà ta đi à cô về thì phía xe mà cô về thì phía xe ဒီစကလုံးဟာအလုံးတည်းဖြစ်ဖြစ်တယ်နော်အရောင်ချပရမလာပါလာပါရရှိတဲ့ရနေတဲ့မှာရရှိသမျှဘာပဲရရမဆက်ရတာပဲဖြစ်ဖြစ်ရလို့ရတာပဲဖြစ်ဖြစ်ဘာပဲရရရတဲ့အခွင့်ရရတဲ့အရာအလုံးနဲ့မှာယောဂကင်းရှင်းမှုဆိုတဲ့ 咱们不养啊！靠走路飘的，反正走路靠走路飘来的。我他妈的不雇鸟妈，可以啊！我收多少？收小你的，把我妈飘起来的老师傅，飘起来收小多少的对吧？徒弟啊，你不喜欢什么可以的对吧？收小多少？伢不你不可以的对吧？收小多少？ 阿龙受伤了，yoga 师弟说阿龙受伤了。大家不 yoga 师弟说，阿龙去医院，阿坤在旁边。阿坤说，阿坤不晓得怎么办。 စုတ်တဲ့အခါကျတော့အပူကိုမကခွဲနိုင်ဘူး။ဒါကြောင့်မလို့ဖဲဒီရတဲ့ဒီပါလေးမဆောင်ရဘူး။အင်းကြီးရတဲ့ဒီပါလေးဒီချိန်မှာမဝတ်တာကောင်။ပါဝရမယ်ဖြူရောက်မယ်ဝတ်။အဖြူရောက်နေမှလည်းပဲ။ပါပါလက်လက်ဒီမဝတ်ဖဲတဲ့။ချီနဲ့လှုပ်တာလေ။ခတ်တူတူဝတ်ပဲဝတ်တဲ့။တွေ့ကြတယ်ပေါ့လား။အရာကြီးနေရ။နော်။ အဖြူရဲ့ကြီးတွေကိုချုံတာရလေအဲ့ဒါသူတို့စီမနာဘူးလားအဲ့ဒါအပူကားခွဲတာသူတို့စီအနေယူတာပေါ့မမပြေရတလောက်ကြီးပူတာပေါ့ဘူးနော်လာခြင်းတို့အနဲ့သွားမောနဲ့မြန်မြန်လာပါဖြစ်သွားလိုက်နေပူတဲ့တဲမှာအဖြူပဲဝဲပဲခလို့ချက်ပါနော်အနဲ့ရောက်ဝေးရင်စပေးမောတော့သွားမစိုးနဲ့ပေါ့စပေးနဲ့တော့ခင်သာရှိတော့ပါဘူး အဲ့တခုကတော့လူတွေကဒီလိုပူတဲ့ရသည်ပါဘာတတိထားရောလဲဆိုလို့ရှိရင်ပူတဲ့နေရာကနေပြီးအေးတဲ့သွားတဲ့အခါအေးတဲ့ကနေအပူဒါကိုဥရုပြောင်းလို့ခေါ်တယ်လူတွေကယိုယိုဥရုပြောင်းတတ်တာမှနာစီ၆စုဖြစ်တတ်တယ်အခုကအခုအေးအခုပူအော်နောက်တွေ့ရောပြတ်ပြီးတော့သိသွားတတ်တယ်ကွာအော် အခုလည်းသိနေကြတယ်ဘာဖြစ်ပါ he throws ဆိုတာရပြီးတော့သိကြတယ်အဲ့ဒါတတိထအဖို့အမတမကောင်းတယ်နော်တတိထရမှာအသိဉာဏ်ဆောက်လို့ဆက်တိုင်းကိုကူအသိဉာဏ်လေးနဲ့နေရမှာဖြစ်တယ်ဆယ်နာကြီးဟိုဘက်ကြောတဲ့အခါမှာနေမှုတွေတွေ့တဲ့တတိထမှာမာနောဆယ်နာကြီးနေပြီးတော့နေနိုင်ငါးနိုင်လောက်ထိအောင်နေမှုတွေမထွက်သင့်ဘူး တွေ့ရင်လည်းအကားအဝဲလုံးထွက်တင်နေပေါ့နော်အဲ့ဒါမှမြတ်စွာဘုရားဟောရဲအရောင်းချပရမလာပါဆိုရရမှာဖြစ်တယ်နော်တွေ့ရသည်ဟုတ်ဖို့ဆိုတာဟုတ်ကိုတေချာညွတ်နေပြီးတော့ချုပ်တာတဲ့အဖြူရောက်ပညာလို့ဟာမျိုးခတ်ထူးထူးပြီးတော့အပြင်းတွေ့လို့ရှိရင်အိန္ဒိယနိုင်ငံသားတွေကြည့် chỉ nên lúc đó để đỡ bé cái đi gì đấy, à biến thay gì, câu yo này về yo bị bị nó xì đó đấy, à ra gì đấy chả nó đuổi được mà là câu mà chung nó đấy, này về đi ông đó đấy, đi à bu lại đi cả này về cả đi quên à, nó đi quên nó xì, ông nó tự cho nên gan đi đó, ông nó tự cho biết để sửa, làm điều gì biết ဲ့တော့ကျမကြီးတီးတဲ့ပုံတိကျင်းတော့စေကံဖွင့်တာဆိုဆရာဝန်နေတဲ့ပုံတိเนาะပုံတိပဲဘယ်လိုတတိထားဖို့လို့တာမကျမ်းမှာဘူးဆိုလို့ရှိရင်ဘဝမှာအလုပ်ဆုံးရှုံးတာတာရမလို့ကျမ်းမာတဲ့ဆိုရင်လည်းအခွင့်အရေးအလုပ်ကိုလက်ထဲမှာရှိတယ်မကျမ်းမာရင်အခွင့်အရေးအလုပ်ကိုဆုံးတယ် ta cho bố chăm mà bố trẻ đi bố để trẻ ngã sa y mô chú ra sa vi đó ở đây nhàn sau sa lâu mà nó mà đi lúc khả lại để biết nhà mà bố mà đi lúc lúc bị này င့်မလို့မဖြစ်ခင်ကကာကွယ်ခြင်းဟာကုသခြင်းနဲ့ကောင်းတယ်ဆိုတဲ့စကားတိုင်းပဲจุติပြီးတော့ကာကွယ်ထားမှာအသာတဲ့လူတွေကလှတဲ့ထင်ပြီးတော့အနဲ့ရောက်နေပိုးကြတယ်ဝိညာဉ်ဒုက္ခရောက်လိမ့်မယ်နေဘူးတဲ့ထင်မယ်နော် ိထားဖို့ပြောတာပါ။ဘာကြောင့်တတိပေးရတာလို့ဆိုရင်ဘုန်းကြီးတို့ဘဝကိုကိုတင်ချစဉ်းစားကြည့်။လူဘဝဆိုတာအသက်ဆိုတာပစ္စယယတ္တဝုတ်တိအကြောင်းပေါ်မှာပြီးပြီးတော့သက်ရှင်ရမယ်။အကြောင်းတစ်ခုချွေရင်သွားရတဲ့တရားနဲ့ပြုတ်ကြပါမယ်။နော်။အကြောင်းကတစ်ခုတည်းမဟုတ်ဘူး။ ကြောင်မောင်များစွာပေါ်မှာမိပြီးတော့သက်ရှင်အဲ့တော့စဉ်းစားကြည့်လိုက်လူ بوا ရလာပြီးတော့အလွယ်တကူသက်ရှင်နေတာလားဆိုမဟုတ်ဘူးနမတိကပါတော့အသက်ရှိအသက်ရှူသွင်းလို့နေရဆရာဝန်ကြီးကတော့အောက်ဆီဂျင်ပေါ့နော်လေမရှူရရင်လည်းသိသွားမှာအောက်ဆီဂျင်ပြတ်သွားရင်သိပါပဲအသက်မရှူနိုင်ရင်သိပါပဲ အဲ့ဒါကိုပြောတာပစ္စယယတ္တဝုတ်တိအကြောင်းတရားပေါ်မှာမိပြီးတော့သက်ရှင်ရတာနောက်တစ်ခုကအစာမစားရရင်လည်းသိသွားမယ်အာရုံနဲ့မှုနေရတယ်ပြီးတော့ယသိဝုဒုကိုလည်းမိနေရတယ်အသက်ဆိုတာအကြောင်းတစ်ခုတည်းပုံကအကြောင်းမောင်များစွာပေါ်မှာမိနေတာအကြောင်းတစ်ခုပြတ်သွားတာနဲ့တပြိုင်တည်းအလုံးကပြိုကျသွားနိုင် နော်ဒီစာဦးကြီးကအောက်ကဖောင်ဒေးရှင်းရှိလို့ဖောင်ဒေးရှင်းအောက်ကခိုင်မာတဲ့မြေရှိလို့မြေပြိုသွားရင်နိုင်လည်းပြိုကြသွားမှာပြိုကြသွားမှာအဲ့ဒါလိုပဲလူဘဝအเจ้าတရားတွေပေါ်မှာမိတိပြီးတော့နေရတယ်ဘယ်ကိစ္စပဲဖြစ်ဖြစ်အเจ้าတရားပေါ်မှာမိပြီးတော့မှဖြစ်ရတာတခုတည်းဖြစ်တတ်ပါ ကတိကနေရှင်ပြုယဟန်ကအလူတော်မင်္ဂလာလုပ်တယ်ဆိုတာအကြောင်းပဲတစ်ခုရှိတယ်စဉ်းစားကြည့်တစ်ခုတည်းနဲ့ဖြစ်တာမဟုတ်ဘူးနော်ယေဇဝဘုရားကအဓိကကြတဲ့အကြောင်းသုံးမျိုးဟောတာလားရှိတယ်အကြောင်းသုံးမျိုးစုံလို့လူမှုတမှုဖြစ်တာတဲ့ဒါအခုမျက်မှောက်အခြေအနေလေးကိုပြောတာနော် present time ကိုပြောတာလက်ရှိဖြစ်ပေါ်နေတဲ့အချိန်လေးမှာအကြောင်းသုံးခုဆုံးပြီလို့လူမှုတမ်းမှုဆိုတာဖြစ်သွားတယ်အကြောင်းသုံးခုဆိုတာဘာလို့ကိုယ့်ရဲ့လူကြီးတန်းရင်နဲ့စိတ်ဆန္ဒလို့ဆိုတဲ့တတ္တတရားအဲ့ဒါရင်နဲ့မှပထမဖြစ်တယ်ရင်နဲ့မှတတ္တဖြစ်ယုံနဲ့လူနိုင်လားဆိုတော့မလူနိုင်ဘူး ကိုမလူစရာကအစင်းသင်ရှိတာဓာတုတရားအကြောင်းဓာတုတရားအကြောင်းကလူရမဲ့ပုဂ္ဂိုလ်ရှိတယ်။သုံးခုရှိတယ်။အဲ့သုံးခုဆိုလို့ဒီကနေ့လူတယ်ဆိုတာဖြစ်တာတော့တခုတည်းနဲ့ဖြစ်တာမဟုတ်ဘူး။ပတ်စံရှိုံနဲ့လည်းမလူနိုင်ဘူး။အလူခံမဲ့ပုဂ္ဂိုလ်ရှိုံနဲ့လည်းမလူနိုင်ဘူး။ကိုယ်ရင်နဲ့အသရာတရားဖြစ်ဖို့လို့သေးတယ်။လူကျင်နဲ့ဆန္ဒဖြစ်ဖို့ 이러면 사자가 아짜움도미우 방수미도 루부다무스랍세다래 디레 샤인 디레 드요마다가 면서야 디가 짜움도우 벼라 그도 검무 룹시다이 룹시다이 아짜움이시래 아짜움부 그도 세이스라 루에르구 냅시푸래 비레마 အဘိဓမ္မာတရားဟောတဲ့အခါမှာမြတ်စွာဘုရားကပါကစာဟောလို့ဆိုရှက်သမိန်သမိန်ကာမဝဆရာကုတလံစေတာဥပ္ပန္နနော်အချိန်ကတကူမှာကုသိုလ်စိတ်ဖြစ်တယ်အကြောင်းဆုံးနဲ့အချိန်တကူမှာကုသိုလ်စိတ်ဖြစ်လာတယ်ဆိုတော့အဲ့ဒီမှာ သမယဆိုတဲ့အဓိပ္ပာယ်ကသူကအကြောင်းမောင်းဆုံးလာလို့ပြောတာအကြောင်းမောင်းဆုံးမှကုသိုလ်ဆိုတာဖြစ်တယ်သူကသူရှင်းနေပါကုသိုလ်စိတ်ကသူကသူဖြစ်လာတာမဟုတ်ဘူးအကြောင်းနေဆုံးမှကုသိုလ်ဖြစ်တယ်အဲ့ဒီအကြောင်းကဘာတော့မေးလို့ရှိရင်ကိုယ့်ရဲ့ရင်ထဲကပထမဆုံးကကုသိုလ်လှုပ်တဲ့နေကုသိုလ်ဆိုတာလှုပ်ရမယ်လို့ကြာဘူးနာဝရှိတာ ကုသိုလ်လုပ်တာအကောင်းကျိုးချမ်းသာရနိုင်တယ်ဆိုတဲ့အသည့်ကလည်းရှိတယ်။ကိုရှိကလုပ်သွားတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်။ကိုတဏ္ဍမှာယုံကြည်ချက်တွေလည်းရှိတယ်။ကုသိုလ်လုပ်ဖို့အခွင့်အလမ်းတွေလည်းရှိတာ။ဟောအဲ့ဒီအကြောင်းနေမဆုံးမနဲ့ကုသိုလ်လုပ်ဖြစ်တာမရှိဘူး။နော်။အဲ့တော့ဘာပဲဖြစ်ဖြစ်အကြောင်းတရားတွေဖြစ်လာမှကုသိုလ်စရာဖြစ်တာ။ အကြောင်းတရားတွေမဖြစ်ရင်ကုသိုလ်ဆိုတာမဖြစ်နိုင်ဘူး။ပြဆောပြရတော့အတ္တိကအကြောင်းတွေပါဟောလို့ဆိုရင်စတုစကတပ္ပတိတဲ့။တပ္ပတိ14ပါးနဲ့ပြည့်စုံရမယ်။ကုသိုလ်ဖြစ်ဖို့အတွက်ကြောင်းလေးပြု။အဲ့ဒါပါတော့ကုသိုလ်လုံခွင့်ရတဲ့နေရာမျိုးမှာနေရလည်းဖြစ်ရမယ်။ဟုတ်တယ်။ America ro ba ro de cha dai ga ni de pu ku ha lou ne 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 ma a ja au ma a ja ro ku tu lu pu chi ga pa ne sha ni ya le tu ma lou ne de chu pya so ye a mo bu ku tu song ka chin na song ka chin na dao mian mian san san ka pi đây là đâu mà nào này cũng chạm gì đã lâu lâu chạm mà sợ lúc lâu lâu đi truy kìa nó cô lâu chín đó lệ phô nhi à xa mà truy đâu đâu bây giờ ấy lâu cháu đi à mà nhìn nhiều lâu cô tôi mà lâu này nên đi à đi à nhà xóa xịt cháu bảo nhìn nhiều mà ကိုနေတဲ့နေရာကလည်းကုသလုံးလို့လွယ်ကူတဲ့နေရာဖြစ်ရမယ်။ကိုပတ်ဝန်းကျင်ကလည်းပဲကုသလုံးတဲ့ပုဂ္ဂိုလ်တွေအတူယူစရာပုဂ္ဂိုလ်တွေရှိရမယ်။ကိုကိုယ်တိုင်လည်းကုသကောင်းမှုရှိခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်။ကိုကိုကိုယ်လည်းကုသလုံးတဲ့နဲ့တို့သိတယ်သိတယ်ရှိရမယ်။အဲ့ဒီဒီကုနဲ့စုံမိမှကုသဆိုတာဖြစ်တယ် မရပဲဖြစ်ဖြစ်ဓမင်တော့မှအကြောင်းဆုံးမှဓမင်ဖြစ်တာနော်ဆံမရှိဘူးဆိုလေဓမင်ဖြစ်ပါမဖြစ်ဘူးဆံတော့ရှိတယ်ချက်စရာအိုးမရှိဘူးဆိုရင်ဓမင်ပဲဖြစ်ပြဆံလည်းရှိတယ်အိုးလည်းရှိတယ်ရေမရှိဘူးဆိုရင်ဓမင်မဖြစ်ဘူး ဆန်းလည်းရှိတယ်အိုးလည်းရှိတယ်ရေလည်းရှိတယ်မိကမရှိဘူးဆိုရင်လည်းတမင်မဖြစ်ဘူးနောက်ဆုံးမှတမင်ချက်မဲ့လူလည်းရှိမှာအဲ့တော့တမင်ဖြစ်ဖို့တော့မှအကြောင်းငါမျိုးမဟုတ်လားတေချာစဉ်းစားကြည့်မစဉ်းစားရင်တော့သူကသူလွယ်ကူဖြစ်တယ်လို့ထင်တာလူတွေကပေဟာမလွယ်ကူဖြစ်နေတာမဟုတ်ဘူးအကြောင်းတရားတွေပေါ်မှာယက်တိနေရတယ် ိုဘဝကြီးတစ်ခုလုံးဟာအကြောင်းတရားတွေပေါ်မှာမိတည်နေရတယ်ဆိုတာကိုတတိပြုစဉ်းကျင်သုံးသပ်ပြီးတော့ကြည်အဲ့တဲကအကြောင်းတစ်ခုချိုးယွင်းသွားတဲ့နဲ့လူဟာပြိုလဲသွားတဲ့တည်းနော်ပျက်စီးသွားတဲ့ဆုံးရှုံးသွားတဲ့အမှန်တကယ်နေရလို့ဖြစ်တဲ့တည်းဒါကြောင့်မို့အကြောင်းတရားတွေကိုသိရမှာဖြစ်တယ်ပေါ့နော်တက်ပြတ်စွာပြားက အခုလို့လှမှုတမ်းမှုကုသိုလ်ဖြစ်တဲ့ဆိုတာဟာတိရှင်းတယ်ဗတရတရားရှိတယ်ရှိတယ်အခိုင်မှဖြစ်တာမရှိရင်မရဘူးနော်တရတရားရဲ့လှုပ်ဆော်မှုကြောင့်ရှင်းတယ်ကယုံကြည်မှုစိတ်ဝင်စားမှုဆိုတဲ့တရားဖြစ်လာတယ်ကိုယ်မှလည်းလူစရာတရားဆင်းသင့်ဖြစ်နေတယ်အလူကပုဂ္ဂိုလ်လည်းရှိလာတဲ့ဆင်းလူမှုတမ်းမှုကဖြစ်သွားတယ် ကုသိုလ်လုပ်တယ်ဆိုတာလည်းအဲ့တိုင်ပဲနံပါတ်၄ကကိုယ်ရင်တွေကကုသိုလ်ကောင်းမှုပဲပါစိတ်ဝင်စားတဲ့တရားတရားကိုမလည်းထိုင်တယ်ရောက်ပစ္စည်းရှိတယ်လူရမဲ့နေရာလည်းရှိတယ်ဆိုတာကုသိုလ်ရပြီနော်ဒီအကြောင်းသုံးခုမှမဆုံးစည်းမှုဘူးဆိုရင်လူမှုတမကုသိုလ်ဖြစ်ဘူး အရာရိတ်သာသွားပြီးတော့တရားထုတ်တယ်ဆိုတဲ့အခါမှာလည်းပဲကိုယ်ရင်ထဲကသတ္တရူတတ္တရူဟာတရားထုတ်ခြင်းနဲ့သတ္တရင်ရှိရပြီးတဲ့အခါကျတော့အဖို့ကလည်းရှိတယ်ရိတ်သာကလည်းရှိတယ်ကိုယ်စိတ်ထဲမှာလည်းစိတ်ပါနေတဲ့အခြေရှိတယ်။ဟောတရားထုတ်ဖြစ်သွားအနုဘုဆုံးဖြစ်ဘူးတော့နဲ့သူကသူဖြစ်တာမဟုတ်ဘူး အကြောင်းတရားတွေအဆုံးစီမိပါပဲဖြစ်တယ်။ဘဝကြီးကအကြောင်းတရားတွေပေါ်မှာယက်တိပြီးတော့တရားတာ။ဒါကြောင့်မို့မစင်သာပဲမနေရဘူးသိချစင်သာ။ယသဗျာကအဲ့ဒါကိုခေါ်ရနော်။အဲ့တော့ဒီတဲ့မှာငါလှုပ်တာဆိုတာတခုမှမရှိဘူး။တဘာဝတရားတွေသူကသူ လုံးလို့ဖြစ်သွားတာပဲရှိတယ်။အာလုံးတာဆိုတာတခုမှမရှိဘူးလို့တရတရားရေလူစေရတတ်စေရပစ္စည်းဝတ္ထုရေအတုကံပုဂ္ဂိုလ်ရေဒီသုံးခုပေါင်းစပ်ပြီးသွားတဲ့အခါမှာလူမှုတတ်မှုဆိုရကုသိုလ်ရတယ်ဘယ်ကုသိုလ်ပဲလှုပ်လှုပ် အကြောင်းသုံးလေးမျိုးစုံစီမှကုသစရာဖြစ်တယ်လို့မတ္တကိုယ်နဲ့မှာထာဝရအရှိနေရပါကုသနာပါပြည့်ရှိနေရမှာကတိလာပဲဖြစ်တယ်နော်ကိုယ်ကျင့်တိလာကိုယ်ပါပြည့်ရှိနေရမယ်ရှိနေပါအခိုင်မတည်ရမှာကတတာဖြစ်တယ်ပြီးတဲ့အခါမှာမြတ်မြတ်လူလူတမူထားရမှာကတော့ လူတွေကဘယ်ကိုသွားတတ်မို့ထားရလဲမြတ်မြတ်နုံနုံတတ်မို့ထားတာကလက်ဝရရဏပစ္စည်းဖြစ်တယ်နော်အဲ့ဒီလက်ဝရရဏပစ္စည်းလို့တတ်မို့ထားရမှာကိုယ့်ရဲ့အသိဉာဏ်ပဲဖြစ်တယ်တတ်မို့ထားပဲအဲ့ဒီသုံးမှုပေါင်းစုံပြီးလို့ရှိရင်ကုသဖြစ်ဖို့မကတော့ဘဝမှာအစဉ်ပြေကိုမကဲတော့နော်သီလရဲ့တတ္တရဲ့ပညာရဲ့ ီသုံးခုအမတပါအရေးကြီးသူတော်ဥစ္စာသူတော်ကောင်းတရားခုနှစ်ပါးသူတော်ကောင်းတရားခုနှစ်ပါးဆိုတာလူတော်လူကောင်းတွေတဏ္ဍာတွေ့နိုင်တဲ့အကြီးချင်းခုနှစ်မျိုးလို့ပြောတာနော်ကိုကိုသူတော်ကောင်းဟုတ်မဟုတ်ကအဲ့ဒီအကြီးချင်းတွေကိုမှရှိသလားတောက်ကြအဲ့ဒီအကြီးချင်းတွေကဘာလို့ဆိုရင် တတ္တဆိုတာကိုယ်ရင်နဲ့မှရှိရမယ်ယုံကြည်မှုတဘာဝတရားနဲ့ပတ်သက်ပြီးတော့ယုံကြည်မှုကောင်းတဲ့အလုပ်ပေါ်မှာစိတ်ဝင်စားမှုကတတ္တာဟုတ်တတ္တာပြီးတဲ့အခါကျတော့မဟုတ်တာလောက်မှာယုံမုံနေမဟုတ်တာလောက်မှာကြောက်တယ်ဟီရီနဲ့ဩတ္တပတတ္တာရဲ့ဟီရီရဲ့ဩတ္တပရဲ့ နောက်တစ်ခုကအယယာမပေါ်တုဒ္ဒရှိယအထုသည်မြတ်စွာဘုရားပါဟောသည်ကြာဘူးနာဝရှိရမယ်သိထားရမယ်သူတော်ကောင်းတရားကြာတတ်မှုရှိရမယ်ပေါ်တုဒ္ဒနောက်တစ်ခုကကြိုးစားခြင်းနဲ့စိတ်ကြိုးစားမှုလုံးလဝိရိယရှိရမယ်နောက်တစ်ခုကတတိရှိရမယ်နောက်ပြီးတဲ့အခါပညာ အဲ့ဒီခုနှစ်မျိုးဟာသူတော်ကောင်းကြီးရဲ့စံသမတ်ချက်ပဲဖြစ်တယ်သူတော်ကောင်းလို့ခေါ်မယ်ဆိုတဲ့ပုဂ္ဂိုလ်ရဲ့ပုဂ္ဂိုလ်ရဲ့အဲ့ဒီခုနှစ်မျိုးရှိတယ်ဒါသူတော်ကောင်းတရားခုနှစ်ပါးလို့ခေါ်တယ်သူတော်ဥစ္စာခုနှစ်ပါးကတခြားသူတော်ဥစ္စာခုနှစ်ပါးကြတော့တတရဲ့သီလရဲ့ဟိရိရဲ့ဩဒပါရဲ့စာကရဲ့ ဝိရိယရဲ့ပညာရဲ့နော်အဲ့ဒါကသူတော်ကောင်းဥစ္စာခုနှစ်ပါအခုပြောတာကသူတော်ကောင်းတရားခုနှစ်ပါတဝရိသမာတရားမင်းကြီးကသူတော်ကောင်းရဲ့အရေးချင်းကိုသမတ်ပြတာတမျိုးတဝရိသနှစ်ပြည့်မှာနှစ်ပြည့်ကိုအချုပ်တဲ့တရားမင်းကြီးကသူတို့လောကမှာသူတော်ကောင်းလို့ခေါ်ဖို့ရအတွက် အချက်ခုနှစ်ချက်ကိုဖော်ပြထားတယ်နော်အဲ့ဒီခုနှစ်ချက်ကဘာလို့ဆိုမိဘကိုလှုပ်ကြွေးတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်နော်ဆွေတွေမျိုးတွေကအကြီးအကဲတွေကိုလေးစားတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်နော်မိဘကိုလှုပ်ကြွေးရမယ်မိဘကိုပြုစုဆောင်ရှောက်တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်မိဘကို ပြစ်ထားတဲ့ပုဂ္ဂိုလ်တွေသူတော်ကောင်းမဟုတ်ဘူးနော်မိဘကိုပြုစုတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်ဆွေတွေမျိုးတွေက အသက်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်တွေကိုရုပ်သိလေးစားတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်။ဒါဓမ္မသူတော်ကောင်းနော်ဒီနှစ်ချက်ကိုမတ္တပိတိပရံစတုစကုရိစိတ္တဆိုင်နာပြီးတော့စကားပြောတဲ့အခါမှာရည်ကြီးကြီးပြောပါသူတော်ကောင်းရည်ကြီးကြီးလေးလေးမှမပြောတတ်ရမယ်။ အဲ့ဒီပုဂ္ဂိုလ်ကသူရောကမနာဟုပဲပြောရမယ်စိတ်မဆိုးတဲ့ရင် သူရောကမနာဟုပြောတဲ့ရင်သူရောကစိတ်မဆိုးတဲ့ရင်သူရောကကိုရတာတဲ့ပစ္စည်းကိုကိုတွေ့တာလို့မကြည့်ပဲနဲ့အလုံးမိသားစုအတွက်လို့ကြည့်တဲ့ရင်သူရောကနော်အဲ့ဒီသူရောကအနေနဲ့သတ္တပတ္ထရာလေးမြုပ်မြုပ်ရှိတယ် မြတ်စွာဘုရားတမတ်တဲ့ချက်ကတော့ခုနပြောတဲ့သူတော်ကောင်းတရားခုနပါပဲအဲ့ဒါကိုတ္တနမှာရှိအောင်လုပ်ရမယ်အဲ့ဒါကိုရှိဖို့ရာရေးချီဆုံးပဲနော်အဲ့ဒါရှိဖို့တတရေဟီရီရေဝတ္တပါရေနော်ပါဟုတ်သစ္စာပဟုတ်တုဒ္ဒရှိရမယ်ဝီရိယတတိပညာ No, era droga ou ya, quando ba. Droga ou ousa, quando meu jara. Nada ye, tila ye, hiri ye, odaba ye. Tuda ye, saga ye, pinya ye. Era ga, droga ou ousa, quando ba. Edo, dari kota nama mesiu suin, siem wedi ni vidu dan mabiru. Pawa ma. ဘယ်တော့မှမတောက်ပြောင်းသူတို့ကဥစ္စာမရှိတဲ့ပုဂ္ဂိုလ်ဒီပတ်ဆက်မရှိတဲ့ပုဂ္ဂိုလ်လိုပဲပတ်ဆက်မရှိဘူးသူတို့ကဥစ္စာရှိရင်ဘဝမှာစင်တာမြင့်တယ်သူတို့ကဥစ္စာမရှိဘူးဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာဘဝမှာဆင်းရဲဒုက္ခနဲ့ကြုံနေတယ်ပေါ့နော်အဲ့ဒါလေးတွေကိုမြတ်စွာဘုရားဟောတဲ့ဟာကိုမှတ်ထားပြီးတော့ကုသိုလ်ဖြစ်ဖို့လိုအပ်ချက်၃ခုကတတအရေ လူစရာပစ္စည်းဝတ္ထုရဲ့လူကပုဂ္ဂိုလ်ရဲ့ဒီသုံးမျိုးနဲ့ပေါင်းပြီးရင်ဒါနကုသိုလ်ဖြစ်တယ်။နော်။တတရဲ့အခြေအနေကောင်တစ်ခုရဲ့ပေါင်းပြီးရင်လည်းကုသိုလ်ဖြစ်တယ်။နော်။ကုသိုလ်ဖြစ်နိုင်တယ်။အခုပြောရဲသူတို့ကောင်ဥစ္စာ9ပါးသူတို့ကောင်တရား9ပါး။တရားမကြီးပြောတဲ့ သူတော်ကောင်းရဲ့ရည်ချေခုနှစ်မျိုးအဲ့ဒါတွေကိုတ္တနမရှိအောင်တတိဆောင်ပြီးတော့ကျင့်ကြံကြိုးကုပ်ပွားများအထုံနိုင်ကြပါစေကုန်တည်း